အာဆင်နယ်ဒီယာဒီချန်ပီယံလိရလိုက်ရင်ဘာမှပြောနေစရာမလိုတော့ဘောမင်တစ်ချောင်းတော့ပြစ်ချပေးလိုက်အဲ့ player တွေအားလုံးဒီအသင်းမှာဆက်ပြီးနေတယ်အဲ့အာဆင်နယ်အသင်းရဲ့အခြေအနေက ရှိရင်စကစားသမားတွေတတန်းတူဖို့လည်းလုပ်ရမယ်အလွတ်နဲ့ထွက်ခွာသွားမယ့်ကစားသမားတွေရဲ့လုံခလာစာတတ်တတ်သွားမှုလည်းစီမံခံခွဲရမယ်ຫນွေဈေးကွက်ဖွင့်တာနဲ့လည်းကစားသမားတွေခေါ်ရမယ်အမှန်တကယ်တော့ဈေးကွက်ဖွင့်ပြီဆိုတာနဲ့အလုတ်ရှုံဆုံးကအားစားထရိုက်တာပဲဒါပေမဲ့အားစားထရိုက်တာတယောက်ကတစ်နှစ်ပတ်လုံးနဲ့အားနေကြတာမဟုတ်ဘူးအသင်းရဲ့ရှိရင်စွဲကိစ္စတွေတောက်လျှောက်စီမံခံခွဲရတယ်အခုဆိုလည်းအသင်းနဲ့စာချုပ်တက်တန်းတိုးဖို့သဘောတူညီမှုရှိပြီးပြီဆိုရယ်ကစားသမား၃ဦးထွက်ပေါ်လာတယ်အဲ့ဒါကလည်းဒီစကား လူးဝစ်ကယ်လီအီတန်ဝနရီဟိုလူငယ်လေးနှစ်ယောက်ကတော့အသင်းမှာဆက်ရှိမှာကျင်းသေးတယ်။ဆာကာကိစ္စကတော့ဟိုတရဝင်တော့ဘယ်သူမှထုတ်မပြောသေးဘူး။ဒါပေမဲ့တချို့ report တွေကပဲသိရသေးတာ။အဲ့ဆိုဒီ၃ယောက်ကတော့ຫນွေစည်းကွက်မတိုင်မှာမိတ်ဆက်တာလေးဖြစ်ကောင်းဖြစ်သွားနိုင်တယ်။အဲ့ဆိုကျွန်တော်အီဒူကတ်စပါကြောင့်အရင်ပြောလိုက်ရအောင်။ကျွန်တော်တို့ဒီကြံခဲ့တဲ့တနင်္လာနေ့တုန်းကအသင်းရဲ့ရှင်းရင်းဆွဲကစားသမားတွေကိုဆာချက်တက်တန်တွေ့ကိစ္စတွေမှာအခုတက်ပေါ်ပြီးမြန်မြန်ဆန်ဆန်လုံနိုင်ခဲ့တယ်။ အသင်းရဲ့ project ကလည်းအချိန်ကောင်းနေတယ်အသင်းကလည်းကြာခဲ့တဲ့နှစ်နှစ်ကထပ်ဆိုင်ရင်ဒီနှစ်မှာနည်းနည်းလေးရမှတ်တွေပို့ပြီးကြာပြောက်လို့ဆိုရင်ကြာခဲ့တဲ့နှစ်ကပို့ပြီးတော့တက်ညီလန့်ညီရှိတယ်ပို့ပြီးတော့လည်းရမှတ်တွေစုဆောင်းနိုင်ခဲ့တယ်ထိုက်တဲ့ challenger ကနောက်ဆုံးပွဲအထိတော်တော်လေးအသက်ဝင်ခဲ့တယ်အဲ့တော့ကြံခဲ့တဲ့နှစ်နှစ်က Idu Gaspar ကကစားသမားခေါ်ဦးတဲ့ဘိုင်းဒီမှာလိုအပ်ချက်ရှိကောင်းရှိမယ်။သို့တော့အသင်းရဲ့ရှင်ရင်းဆွဲကစားသမားတွေကိုတက်တန်းတိုးတဲ့ဘိုင်းမှာတော့အာရီတာနဲ့အလုတ်တူလုံင်းနဲ့ဆွဲဆောင်နိုင်ခဲ့တယ်ပြောရမယ်။အထူးသဖြင့်ပေါ့လေအသင်းရဲ့ရှုံးပွဲမရှိ ချန်ပီယံတယောက်လီဂျန်တယောက်ဖြစ်တဲ့အတွက်သူ့ရဲ့အချိန်ဝါကအသင်းရဲ့ကစားသမားတွေပေါ်မှာလွှမ်းမိုးမှုရှိတယ်။အဲ့အတွက်လည်းကစားသမားတဦးနှစ်နှစ်လောက်တက်တန်းပဲကျန်တော့တယ်ဆိုရင်တက်တန်းတူသူကလည်းဆွဲဆောင်တယ်။အာဒီတာကလည်းဘေးကဝိုင်းလုပေးတယ်။အဲ့အတွက်အသင်းရဲ့ကစားသမားတွေစာယူတက်တန်းတူရဲ့ကိစ္စခက်မြန်မြန်ပြီးသွားတယ်။ဒါပေမဲ့အီဒူကတ်စပါထွက်ခွာသွားပြီးနောက်မှာကျွန်တော်တို့စပြီးရှင်းလင်းသိလိုက်ရတာကကြံခဲ့တဲ့ဆောင်းစည်းကွက်ကဖြစ်ချင်တိုင်းဖြစ်သွားတာ။ ေဆန်အိုက်တိုဆိုတဲ့သူ့ရဲ့လက်ထောက်နဲ့ပဲကျွန်တော်ဖြတ်တန်းခဲ့ရတယ်။အတင်းကမဝယ်ချင်တာတပိုင်းအဟီချင်းမရှိရဲယာယီအားစားထက်တာကြောင့်အဲ့လိုပြောလို့အီဒူးကအရန်ရေကြီးရှိတယ်လို့ပြောတာမဟုတ်ဘူးနော်။ဒါပေမဲ့အီဒူးဒီအတင်းမှာအရှိန်ဝါကြီးမားတဲ့လီဂျန်ဟောင်းတူဦးဖြစ်တဲ့အတွက်ဆာယုတတန်တွေးကိစ္စမှာကစားသမားတွေဝိတ်နဲ့ဖိပြီးမြ мян လုံနိုင်ခဲ့တယ်။အဲ့ဒါတပိုင်းသူလူခေါ်တော့ညံ့တာတပိုင်းပေါ့လေ။အဲ့ဆိုအခုအန်ဒရီဘာတာဆိုတာလူခေါ်တာအရန်တော်တဲ့အတွေ့အကြုံမြင့်အားစားထက်တာတယောက် ိုင်းမဲ့သူရောက်လာပြီးနောက်ပိုင်းမှာအသင်းရဲ့တတန်တိုးမဲ့ကစားသမားကြီးပိုင်းရတော့နည်းနည်းလေးတော့ချမ်းချောင်မှုတွေရှိနေသေးပဲသူရောက်လာတာဘလို့မှမကြားသေးဘူးဗျာဒိုင်းမဲ့အိုင်ဒါနဲ့သူနဲ့ပူးပေါင်းပြီးတော့အသင်းရဲ့2026 2029မှာတတန်ကုန်မဲ့ကစားသမားတွေကိုအခုလေးကစတင်ပြီးတော့လုပ်နေရပြီຫນွေຊີກွက်မတိုင်မီလုံနိုင်အကောင်ဆုံးပဲဘာလို့လဲဆိုတော့ຫນွေຊີກွက်ဖွင့်ပြီးဆိုတာ ਨੇ ကစားသမားခေါ်တဲ့ဘက်ကိုတွားပြီးအားဆိုင်ရင်အတင်းရဲ့ရှင်းစက်ကစားသမားတွေကိုတက်တန်းတွေးကိစ္စကအခုလောက်ဒင်ပြစ်ချက်ပြစ်ဆွေးနွေးနိုင်မှာမဟုတ်တော့ ကစားသမားရဲ့အနေထားလည်းတစ်ခုရှိတယ်။အဲ့ဒါပါလဲဆိုတော့ဒီအသင်းကຫນွေဈေးကွက်မှာဘယ်လောက်ထိလူဝယ်မလဲဆိုတာကိုစောင့်ပြီးတော့မှတက်တန်းတိုးမဲ့ကစားသမားရရှိသလိုဒီအသင်းကစူဖလိုက်ယူဖို့အတွက်နောက်ွယ်ကဘုတ်ဖွဲ့ပံပိုးပေးနိုင်ပါမလားဆိုပြီးစောင့်ကြည့်တဲ့သူတွေလည်းရှိတယ်။အဲ့ဒါဆိုကျွန်တော်တို့ဆိုတော့ပြောတယ်စာကာလူးဝစ်ကယ်လီအီတန်ဝန်နေရီကတော့တက်တန်းတိုးကိုတရားရဂိုင်းလုံးဒီပါချိန်တည်သွားပြီးအားလုံးဆွေးနွေးပြီးပြီဆိုပြီးတရင်ထွက်လာတယ်။အဲ့ဒါဆိုအနည်းဆုံး2026မှာတက်တန်းကုန်မဲ့ကစားသမားတွေ 2025နှစ်မှာအတင်းအနေထွက်ခွာသွားမယ်တီယာနေတို့ဒီပါတီတို့ဂျော်ဂျီညိုတို့ကတော့ထားလိုက်တော့သူတို့တော့ကျွန်တော်ထည့်မယ်ပြောတော့ဘောလေပါတီကတော့သူတို့ဆွေးနွေးမှာပါဒါပေမဲ့လည်းအချိန်ကကတ်နေပြီဆိုတော့ຢာကုန်းမှလည်းရပါလိမ့်မယ်အဲ့တော့စာချုပ်2026ခုနှစ်ဒီပဲဂျန်နဲ့ပလေယာတွေမှာဆိုရင်လက်ရှိဆွေးနွေးတာက trusted တူပဲရှိတယ်ဂျန်နဲ့ဇင်းချန်ကိုတူမီယာစုဘာသမ်းမှမကြောက်ဇင်းကြီးဆိုလည်းဈေးကောင်းရတာနဲ့2025နှစ်မှာရောင်းမယ် မယောင်းလို့လည်းမရတော့ဘူးဇင်းချန်ကူကို2025နှစ်မှာမယောင်းဖြစ်ခဲ့ရင်2026စောင်းစည်းကွက်မှာကြိုက်တဲ့အသင်းနဲ့လွတ်လပ်စွာဆွေးနွေးခွင့်ပြုလိုက်ရတော့မှာအဲ့ဆိုရင်2026နှစ်ကြရင်ကစားသမောက်တီယာနီတို့လိုပဲကျွန်တော်အလွတ်နဲ့တပြားမမြပဲလက်လွတ်လိုက်ရမှာအဲ့ဆိုဇင်းကြီးကိုဒေါ်မွန်တို့လိုအသင်းတွေလာပြီးဝယ်မယ်ဆိုရင်တော့ပေါင်တန်း20စွန်းစွန်းနဲ့ရရတဲ့အသင်းကရောင်းချသွားမယ်ကြားသိရရဲ့ဒါကဆိုတော့ကျွန်တော်ပြောသလိုဂျိုဟန်ဂါစီယာတယောက်ပြန်ဝယ်လို့ရတဲ့ပမာဏတော့မရှိသေးဘူး ်ဝယ်တော့ကတော့မနေပြေခဲ့အခုတော့ဇင်းကြီးကိုအလောက်ရရင်လက်လွတ်မယ်ဆိုပြီးတည်င်းနေကြတယ်နောက်တစ်ယောက်ကတော့တူမယဆုဒန်ယာလူသားသူကတော့တိတ်မကျင်းသေးဘူးအလွတ်နဲ့တောင်လက်ခသွားနိုင်တယ်လာပြီးကန်းနေတဲ့ကစားအသေးနေကလည်းအလကားကြီးနင်းနီးဆိုမှပဲခေါ်သွားနိုင်လောက်တယ်အခုဆွေးနေနေတဲ့ထရော့ဆက်ကိစ္စလည်းမတင်မကြပြကစားသမားကအသင်းမှာ တခြားတရံဂိုးသွင်းတက်တယ်ဆိုပေမဲ့အသက်အရွယ်ပိုင်းကအာဆီနယ်ရဲ့ policy ကလည်းတနည်းနည်းတစ်ထပ်ပိုပြီးတတ်တမ်းမတူးချင်ကစားမှလည်းနှစ်ရှည်မဟုတ်ရင်ဆက်မနေချင်ဆိုတဲ့အတွက်လက်ရှိချင်းညှိမရသေးဘူးအဲဒါဆိုလာမယ့်2025ຫນွေဈေးကွက်မှာ trust ကိုရောင်းကောင်းလင်းရောင်းသွားနိုင်တယ်ကဲကျွန်တော်2029 player တွေအမှန်တကယ်တော့2029မှာတက်တန်းကုန်မဲ့ကစားသမားတွေကနှစ်နှစ်ကျော်ကျော်လောက်ကြံသေးရဲ့ဒါပေမဲ့ quality player ဆိုတာမျိုးကတက်တန်းဘလောက်ပဲကြံအန်ဒီရဲ့အရေးများတယ်အဲ့တော့တယောက်ကတော့ဆာလီဘာ 2029မှာတက်တန်းကိုမှာစာလီပါရဲ့ဂီဗီယမကာကြီးတကယ့်ကိုစင်တာဘက်အထိုင်ဂီဗီယမကာကြီးကိုလိုချင်တဲ့သိန်းကြီးဟာဆိုဒီကလပ်ဒီမှာအများကြီးတပတ်ကိုပေါင်၄သိန်းပေးမယ်တဲ့ဒါကလက်ရှိပေါင်၃သိန်းလောက်ပဲရနေတဲ့ဂီဗီယမကာကြီးလာစားရင်နောက်ထပ်၃ဆ၄ဆလောက်ဖြစ်သွားပြီ။ ဲ့တော့လေဂေဗီယယ်မကားကြီးကိုတတန်းတိုးဖို့အတွက်လစာတိုးပေးပါမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဆွေးနွေးမှုရလုပ်နေတယ်ကစားသမားဒန်ရနဲ့အချိန်မှာပေါ့လေနောက်တော့ကတော့ဆာလီဘာရီယယ်နဲ့တတိယနေ့ချင်းချင်းထွက်တယ်ပြင်သစ်ဘက်ကတတိယနေ့စပိန်ဘက်ကတတိယနေ့ကတော့ရီယယ်ကိုရောက်သွားတော့မယ်ဆိုတဲ့ပုံစံမျိုးရေးသားတယ်ဒါပေမဲ့ကစားသမားနဲ့အိုက်တာဂျာကရှင်းလင်းရှိတာကဒီမှာဆက်နေခြင်းနဲ့ကစားသမားကဒါပေမဲ့သူကလည်း2029မှာကိုမဲ့တတန်းရမလောသေးဘူးပြောတယ်ဒါပေမဲ့ကျွန်တော်တော့ပေါ့လို့မရဘူးကစားသမားငါဒီသင်းကိုချစ်ပါတယ် AC ပေါ့နောက်မှတတန်းတို့မယ်လို့ရင် အာနုရုလိုဖြစ်မျိုးတွေဖြစ်သွားမှာလေပေါ်ဘူးတဲ့ထရန့်အလက်ဇန္ဒားအာနုဘာဖြစ်သွားတွေ့ရမလားအဲ့လိုပဲအီယောအီယောနဲ့နောက်ဆုံးအလွတ်နဲ့ပေးလိုက်တဲ့သဘောမျိုးပဲအဲ့ဒါကျွန်တော်တို့ပေါ့နေလို့မရဘူးချစ်တာချစ်တာတစ်ပိုင်းယုံကြည်တာယုံကြည်တာတစ်ပိုင်းအကယ်၍မနေချင်တော့ဘူးဆိုရင်တော့ဈေးကောင်းရရင်ရောင်းလိုက် ဒါမှမဟုတ်နေချင်းတာတင်းကျည်တယ်ဆိုလို့ရှိရင်တော့တတန်းတူလိုက်အဲ့နှစ်ခုတည်းတစ်ခုပဲကျွန်တော်ပြပြတသားလောက်ရဖို့ရှိရဲဒါဆာလီဘာနဲ့ပတ်သက်ပြီးရောပေါ့နောက်တစ်ခါတော့မာတီနယ်လီလောလောဆယ်ထီတော့မာတီနယ်လီကိုတတန်းတူဖို့တော့မကြားမိသေးဘူးတစ်ချိန်လုံးကဘောပင်တစ်ချောင်းနဲ့ဆာရွက်တစ်ရွက်ရှိရင်ဒီအသင်းမှာကျွန်တော်ဆက်နေဖို့တည်းတွေးဝေနေမှာမဟုတ်ဘူးဆိုပြီးပြောထားခဲ့ဘူးတဲ့မာတီနယ်လီကိုတော့လက်ရှိချိန်ဒီအာဆင်တော့တတန်းတူရေးမလုပ်သေးဘူးဒါက2029နဲ့ခုနှစ်ထိရှိသေးဆိုရင်မာတီနယ်လီကအသင်းမှာရှန်ရှန်တောက်နှစ်ပွဲကိုတကိုးလုံးတွင်းနေတယ်ဆိုရင်တော့အခုချိန်မှာ ဆိုင်ယူတတန်တူကိုသူတို့လုံနေလောက်ပြီအခုတတန်တူရဲ့မလုံသေးဘူးဆိုတာလေနှွေမာတိုက်စစ်တောင်းပန်ဒီသူ့နေရာအစားထိုးဝယ်ဖို့လဲရှိနေတာဖြစ်တဲ့အတွက်အဲ့လို့ဆိုတော့မာတီနေလီကိုပြန်မြောင်းဖို့များပြင်ဆင်နေလားဆိုတာပဲတစ်ချက်ကျွန်တော်တို့တွေးရတော့မယ်နောက်တစ်ခါတော့ဂါဘရီယယ်ဂျေဆုအေစီယန်တန်ရာသွားတဲ့ကစားသမားတူပထမတော့ကတော့ကြံခဲ့တဲ့ဆောင်းစည်းကွက်လာမဲ့နှွေစည်းကွက်ဒီမှာရောင်းဖို့ပြင်ဆင်ထားတာဒါပေမဲ့အေစီယန်တန်ရာတဲ့ကစားသမားတူကိုကိုဆိုလဲသွားမွေဘူးလေကိုရောင်းမယ်ဆိုလဲဈေးကောင်းအောင်ရဖို့ မရှိဘူးအဲ့ဒီထားရဂျေစုဒီဒီဇင်ဘာလောက်မှပြန်လာနိုင်မှာဖြစ်တဲ့အတွက်သူ့ရဲ့စာချုပ်ကလည်း2029ဆိုတော့သူ့ကိုရောင်းမယ်ဆိုရင်ကျွန်တော်2026ຫນွေဈေးကွက်လောက်မှပဲရောင်းလို့ရမယ်ဈေးကောင်းပါကြခဏထားအောင်ကစားမောက် ရောင်းချနိုင်အာဆင်တို့အောင်မြင်ပြီဘာကြောင့်လဲဆိုတော့တပတ်ကိုပေါင်2365000ပေးနေရဒါဒီအများဆုံးရနေခဲ့တဲ့ခိုင်ဘတ်ထက်1000ကျွဲလောက်ပဲရောတဲ့အနေထားအဲ့ဆိုစာချုပ် ပါအချက်လက်ရ2029ခုနှစ်ရှိသေးဆိုမဲ့ကစားသမားရဲ့လောက်ခလာဇာကတော်တော်ကြီးကိုများတာအဲ့ဆိုအာဆင်နယ်တဲ့ဂျေစုကိုအလုံးနဲ့လက်လွတ်မလားဒါမှမဟုတ်တက်တာစွာပဲရောင်းချလိုက်မလားဈေးကောင်းမြမချင်းမရောင်းမဲ့ဥထားမလား ACN နေပြရာပြီးတော့မှထင်ပါလို့ခြေစွမ်းပြနိုင်တယ်ကိုမျောလင်းထားလာတော့မသိဘူးလက်ရှိချိန်ကြီးတော့တက်တန်းတို့ရဲ့ကိစ္စတွေကိုအယောင်စင်းတင်တာရောမတွေးရှိရသေးဘူးပေါ့လေအဲ့ဆိုစောတော့ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ အသင်းတသင်းအနေနဲ့ကစားသမားကောင်းတွေခေါ်တာကကြိုးစွားမဲ့ကိစ္စဒါပေမဲ့အဲ့ထက်ပိုပြီးအရေးပါတာကအသင်းမှာဖောင်ဝီးနေပြီးတော့ဒီအသင်းနဲ့တူတောက်လျှောက်တိုက်ပွဲဝင်လာတဲ့ကစားသမားတွေတက်တန်းထိုးတဲ့ကိစ္စလည်းတော်တော်လေးအရေးပါတယ်အဲ့ဆိုအဆင်နဲ့တောင်အတော်ဝင်ရှိသူတွေဘာလုပ်နိုင်လဲတစ်ချက်တော့သူတို့စောင့်ကြည့်သွားမှာအန်ဒရီဘာတာရဲ့လက်စွမ်းပြမဲ့အချိန်အိုက်တာရဲ့အန်ဒရီဘာတာနဲ့ဘလောက်တွဲပြီးအလုပ်လုပ်နိုင်လဲဆိုတဲ့ဟာပဲအရှိအအီတို့ကတော့လူဝေတာတွေညံကောင်းညံလိမ့်မယ်ဒါပေမဲ့ရှီဆွေကစားမကြီးတက်တန်းထိုးတဲ့အပိုင်းမှာတော့တော်တော်လေးကိုလက်သွက်ခဲ့တဲ့အားစားထိုင်တာဖြစ်ကျွန်တော်တို့အမှတ်ပေးလို့ရတယ်အဲ့ဆိုအန်ဒရီဘာတာ လူစည်းကွက်မှာကြမ်းကျင်နိုင်ကြမ်းမယ်ဆိုလို့ရှိရင်လေကို့အတင်းရဲ့ရှင်းစောကစားမားတွေကိုတက်တန်းတွေးကိစ္စတွေပါတပါးလဲလှောက်ဆောင်နိုင်ပါစေဆိုပြီးကျွန်တော်မျှော်လင့်ပါတယ်တစ်ခုရှိတယ်အဲ့ဒါအရေးကြီးဆုံးပဲ ဲ့ဒါကကောင်းပေးညွတ်မေဆိုတဲ့ quality မြင့်ကစားသမားတွေကိုဈေးကြီးပေးပြီးတော့ခေါ်ပြီးအသင်းကိုရောက်လာရင်အသင်းမှာတက်တန်းတို့မှုရှိတဲ့ကစားသမားတွေကလည်းဟာအသင်းကဒီလောက်တော့မှငါတို့ပံ့ပိုးပေးထားပဲကစားသမားအောင်နေအများကြီးဖြည့်ထားပဲဒီအသင်းက supply ရောက်ဖို့တော့ယုံကြည်မှုရှိရဆိုတဲ့ခံစားချက်တစ်ခုနဲ့ဆက်နေကောင်းနေသွားနိုင်တယ်နောက်ဆုံးတစ်ချက်အရေးကြီးဆုံးကတော့ Arsenal ဒီရသည် Champions League ရလိုက်ရင် ်ဘာမှပြောနေကြမလို့တော့ဘောမင်တစ်ချောင်းတော့ပစ်ချပြီးလိုက်အဲ့ player တွေအားလုံးဒီအသင်းမှာဆက်ပြီးနေတယ်အဆုံးထိကြည့်ပြတဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီ season လေးကိုဒီကောက်ကူညီပောင်းပြီးတဲ့ show ball on online agent ကိုလည်းကျေးဇူးတင်ပါတယ်အမှဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်09ကို6939630ကိုဆက်သွယ်ပြီးတော့ iVac ခွေကို sport internet နဲ့93 bit တို့ကိုကစားလို့ရနိုင်ပါပြီဘောလုံးပွဲလောက်မယ်ဆိုရင်ကျွန်တော်လည်းလက်တွေ့ထားတဲ့ show ball လုံးမှာလာပြီးဆော့လို့ရပါတယ်ခင်ဗျာ